အခုတော့ကျွန်တော်သတိထားမိနေတဲ့ D fighter ကြောင်းပြောပါမယ်။ Iran Gary ပါ professional ကစားသမားဘဝတစ်လျှောက်လုံး18ပွဲနိုင်ပြီးတော့တပွဲပဲရှုံးထားတဲ့ fighter ပါ။ UFC ရောက်မှာ7ပွဲထိုးသက်ထားပြီးတော့10ပွဲနိုင်တဲ့တပွဲပဲရှုံးထားတဲ့ fighter ပါ fight record အရင်ကောင်းတဲ့ fighter တွေကတူပါ သူ့ကိုပို့ပြီးတော့လူစိတ်ဝင်စားစေတဲ့အချက်က သူလာခဲ့တဲ့နိုင်ငံအိုင်ယာလန်ကျောင်းမှာကော်နာမက်ဂရီကောအစ်စ်ဖြစ်လာမလားဆိုပြီးတော့ပရိသတ်တွေစိတ်ဝင်စားနေကြတဲ့ဖိုက်တာပါကော်နာမက်ဂရီကောလို့ဖြစ်ရတာကိုသူခုံယူတယ်လို့ပြောပြီးတော့ကော်နာမက်ဂရီကောရဲ့ပုံစံလေးကိုအတုလိုက်ခိုးရတဲ့သူ့ရဲ့ဟန်ပန်တွေကြောင့်လည်းပရိသတ်စိတ်ဝင်စားမှုများပါတယ်လက်ရှိထိုးနေတဲ့ဝိတ်တန်းကပေါင်190ဝေတာဝိတ်တန်းမှာထိုးနေကြပါ ဒီဝေဒဝိတန်းက UFC မှာပြိုင်ဆိုင်မှုအများဆုံးဝေတန်းတွေကတခုပါလက်တလောဆိုရှယ်မီဒီယာမှာပြန့်နှံ့နေတဲ့ဒီဗီဒီယိုမှာဆိုရင် Ivan Gary တယောက်ခန်းဆက်ရှိမရက်ကိုတွားပြီးတော့ရန်စနေတဲ့ပုံစံမျိုးကိုမြင်တွေ့ရပါတယ်ဒါရီဟာသူ့ရဲ့ idol ကြီး Conor McGregor ရဲ့လုံနီးလုံဟန်နေပါလက်ရှိမှာလည်း Vlad Muhammad ကိုနိုင်ထားပြီးတော့ record ကောင်းတွေကိုဆက်လက်ထိန်းသိမ်းနေတဲ့ fighter တအူးလည်းဖြစ်နေတာပါ Waterway လို့အပြိုင်ဆိုင်များတဲ့ဝေတန်းမှာလက်ရှိ ranking number 6က fighter ပါ။တော်တော်လေး ranking မြင့်တယ်လို့ပြောရမှာပါ။အသက်အရွယ်အားဖြင့်လည်း28နှစ်တောင်ရှိရတဲ့ကြောင်း Conor McGregor ရဲ့ legacy ကိုဆက်ပြီးတော့ထိန်းနိုင်မလားဆိုတာကတော့အားလုံးစောင့်ကြည့်နေကြမယ်အချက်လည်းဖြစ်အောင်ပါပါ။ပေါင်းဖို့ပေါင်းဘရင်ကြီး Islam Magashef ကိုလည်းစိန်ခေါ်ထားပြီးတော့နောက်ထပ်ပွဲကောင်းတစ်ပွဲထည့်ရဖို့ကြိုးစားနေတာဖြစ်ပါတယ်။ အီရန်ဂယ်ရီကတော့သူ့ကိုယ်ပိုင်တမိုင်းတစ်တပုတ်ကြီးရေးမယ်လို့ကြုံဝါထားခဲ့ဘူးပါတယ်တကယ်ပဲသူ့ကိုယ်ပိုင်တမိုင်းတစ်ပုတ်ရေးနိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ကြမှာဖြစ်ပါတယ်